စဉ်းစားကြည့်လေငားတွေကိုရော့အစိတ်ကျွေးတယ်ဆိုတာဒါနာမပြောလို့မရဘူးလေအစိတ်ကျွေးတာဒါနာမဟုတ်ဘူးဒါတေးစေတာလေနော်အခုလည်းအရက်ကျွေးတယ်အရက်တိုက်တယ်ဆိုတာဒါနာမဟုတ်ဘူးအကုတုပဲနော်ဟိုလက်ဆောင်ချင်းနေပေါ့နော်အဲဆိုင်နေရာလဲပြင်ဆင်ပြီးရောင်းတာရှိတယ်အဲ့ဒီထဲမှာဟိုကိုသွားကြောမဲ့ဟိုမှာမိဘဖြစ်စီဆရာသမားတွေဖြစ်စီဟိုအရက်ကျိုက်တတ်တယ်ဆိုလို့ရှိရင်သူကအရက်ချင်းအရက်ပလင်းပါတဲ့ချင်းပေါ့အဲ့ဒီချင်းမျိုးစီစဉ်ထားပြီးသားဟိုသွားဝယ်ပြီးတော့ကြောကြတယ်ပေါ့အဲ့ဒီခါမှာဒီချင်းလောက်ရောင်းတဲ့ လုတ်ရောင်းတဲ့ဈေးဆိုင်ဘက်ကဈေးတဲ့တွေဘက်ကလည်းဒီအရက်ပလင်းထည့်ထားတာဖြစ်တဲ့အတွက်မိစာစီဝါဖြစ်မယ်လို့တပည့်ရယူဆတယ်ပေါ့နောက်တစ်ခုကကြတော့ဒီသွားကြော့တဲ့လူတွေမှာရောဒီအရက်ကိုအရက်နဲ့သွားကြော့တဲ့အတွက်သူတို့မှာကုတူဖြစ်သလားအကုတူဖြစ်ပါသလားဗျာအဖြူမဲ့ရောတဲ့ကံလို့ခေါ်တယ်နော်သွားကြော့တာကကုတူပဲဒါပေမဲ့အရက်ကြတော့အကုတူဖြစ်သွားပြီသူကမိစာဗျာကိုတိုင်ကဒါဒါနမဟုတ်ဘူးအကုတူပဲလေအမြေခံထားတာနော်အယူအရက်လှူတယ်ဆိုတာ ဒါဒါနမဟုတ်ဘူးအကုသို့ဖြစ်သွားပြီကြည့်လိုက်ရင်တော့ဩလူကြီးကိုငါအရက်နဲ့ကြောတယ်ဗောနော်အရက်နဲ့ကြောတယ်ဆိုတာကြည့်လိုက်ရင်တော့လောကအရာကြောတယ်ဒါနပဲလို့ထင်တာပဲဒါဒါနမဟုတ်တော့ဘူးအကုသို့ဖြစ်သွားပြီလေဟုတ်တယ်မလားစဉ်းစားကြည့်လေငါးတွေကိုရောအစိတ်ကြွေးတယ်ဆိုတာဒါနတော့ကြောလို့မရဘူးလေအစိတ်ကြွေးတာဒါနမဟုတ်ဘူးဒါတေးစေတာလေနော်အခုလည်းအရက်ကြွေးတယ်အရက်တိုက်တယ်ဆိုတာဒါနမဟုတ်ဘူးအကုသို့ပဲနော်ဆိုတော့ပွဲအလှူတို့အရက်အလှူတို့ဆိုတာဒါအလှူတို့အမြင်ခံရတာပဲရှိတာတကယ်တော့အကုသို့ကြီးပဲ ပွဲအလူအရက်အလူဒါအကုသိုလ်တွေပဲနော်အဲ့တော့လူကြီးတွေကိုသတင်းကြုံပဲဖြစ်ဖြစ်ဟိုကိုယ့်ရဲ့စီးပွားရေးအောင်မြင်လို့ဖြစ်ဖြစ်အဲ့လိုဝီစကီတွေအရက်တွေနော်အဲ့ဒီခုနကဝိုင်နေနဲ့သွားကြတော့တာအကုသိုလ်လိုပဲမှတ်ပါနော်အေးအေး